ောက်ဖော်ကြီးတွေစိတ်ဆိုးပြီးဘန်းထားတဲ့အရာများနံပါတ်1အနေနဲ့ကတော့ Winnie the Pooh ပါတရုတ်နိုင်ငံမှာနေပြီးတော့ဒီလိုမျိုး Pooh ရှိုးတရုတ်ပိုင်ဆိုင်ထားပြီးဆိုရင်အကောင်ပဲလို့ပြောလို့ရပါတယ်ဘာကောင်လဲဆိုရင်တော့ဖန်းခံရမယ်ပေါ့ပါတရုတ်နိုင်ငံမှာ Pooh လို့ခေါ်တဲ့ကာတုန်းဘဝဝင်လေးကိုအပြင်းထန်တားမြစ်ထားပါတယ်အကြောင်းကတော့ဒီဘဝဝင်ရဲ့မျက်နှာဘောက် ကတရုတ်နိုင်ငံတမရာကြီးနဲ့ရုပ်ချင်းဆင်နေလို့ ဤသူတွေကတမနာကြီးကိုဒီဘဝဝင်ကြီးနဲ့ရှင်ပြီးဆလွန်းလာကြအောင်တမနာကြီးလည်းတီးမခံနိုင်တဲ့အဆုံးမှာတော့ဘန်းမှာပြစ်လိုက်ရတာဖြစ်ပါတယ်။ဒါကြောင့်လူချင်းမင်းတို့ထဲမှာလည်းတရုတ်တမနာကြီးနဲ့ရုပ်ချင်းဆင်တဲ့သူတွေရှိရင်တရုတ်နိုင်ငံကိုမသွားကြဘူးအကြံပေးကြပါတယ်။လူချင်းမင်းမှာဘန်းခံနေရမှာဆိုလို့။နံပါတ်1အနေနဲ့ကတော့ Justin Bieber ပဲဖြစ်ပါတယ်။ပေါ့ပေါ်ကြီးတို့စီမှာတော့အရာဝတ္ထုတွေကိုရင်ဘန်းထားတာမဟုတ်ပဲနဲ့လူပုဂ္ဂိုလ်တွေကိုပါဘန်းထားပြီးပါတယ်။ဒီထဲမှာကျွန်တော်နဲ့ခက်ဆင်ဆင်သွားတူနေတဲ့ Justin Bieber ကလည်းအပါအဝင်ဖြစ်ပါတယ်။ ။ရုပ်နိုင်ငံမှာတော့ Justin Bieber ဆိုတာနဲ့တင်ကိုတွေ့ရသိញိုင်းဒါမဆိုင်မဲ့ဖြစ်ပါတယ်။ဇလန်းကတော့2019ခုနှစ်တုန်းကပေကျင်းမြို့မှာကျင်းပခဲ့တဲ့ရှုပ်ပွဲတစ်ခုကနေစသွားခဲ့တာပါ။စင်မောင်ကလည်းပြိတက်ကိုရိုင်းပြစွာပြောဆိုခဲ့တာကြောင့်တောင်ဝင်ရှိသူတွေကလည်းတောက်မြင်ကပ်ပြီးဘန်းလိုက်တာဖြစ်ပါတယ်။ဂျက်ဆင်ဘီဘာပြင်လီလီဂါဂါနဲ့ကတီဘယ်ရီတို့ကလည်းအဘန်းခံထားရတဲ့စီးရင်တွေမှာပါဝင်နေပါတယ်။ဒါပေမဲ့ဒီထဲမှာပထမမုံခံရဆုံးသူကတော့ဂျက်စတင်ဘီဘာပဲဖြစ်ပါတယ်။နံပါတ်3တင်တွေကတော့တရေပါ ပေါ့ပေါ့ကြီးတို့နိုင်ငံမှာတော့တရဲတော်မှအေးဆေးမနေရပါဘူး။အကြောင်းကတော့ဘယ်တရဲမှနေထိုင်ခွင့်မပေးထားတယ်ပါ။ဟုတ်ပါတယ်။တရုတ်နိုင်ငံမှာတရဲသစီတွေလိုမျိုးတဘာဝလုံးကိစ္စအများစုကိုဘန်းထားပါတယ်။ဒါကြောင့်ဘယ်တော့မှတရုတ်တရဲကားဆိုတာမရှိခဲ့တာပါ။ရှိတဲ့တရဲတွေကလည်းခုံဆွခုံဆွတရဲတွေဖြစ်ပါတယ်။ဒါကြောင့်အခုကြည့်နေတဲ့ထဲမှာတရဲတွေလည်းပါတယ်ဆိုရင်တရုတ်ပြည်တော်ခြေဦးမလဲကြဘူးအကြံပေးချင်ပါတယ်။ခုံဆွခုံဆွဖြစ်သွားမှာဆိုလို့။နံပါတ်၄နေနေကတော့အချိန်ခီးသွားခြင်းပါ ရုတ်နိုင်ငံမှာတဘာဝလုံကိစ္စတွေတွေမကဘဲနဲ့တိတ်ပတ်လုံကိစ္စတွေကိုပါတားမြစ်ထားပါအထူးသဖြင့်ကတော့အချိန်ခရီးသွားတဲ့ကိစ္စမျိုးတွေပါတကယ်သွားနိုင်မသွားနိုင်တော့မသိပါပဲပောက်ဖော်ကြီးတို့စီမှာတော့သွားခွင့်ကိုမပေးပါဘူးအကြောင်းကတော့အချိန်ခရီးသွားခြင်းဖြစ်ရတွေကတမိုင်းစင်တာတွေကိုပျက်စီးစေနိုင်လေပဲဖြစ်ပါတယ်ဒါကြောင့်အချိန်ခရီးသွားခြင်းကိစ္စနဲ့ပတ်သက်လာရင်ဘယ်တိတ်ပံကြောင့်ကိုမှပေးမဆန်းဘူးလို့သိရပါတယ်နောက်ပြီးရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်းအချိန်ခရီးသွားတဲ့ဇုံဝင်ငန်းတွေကိုတားမြစ်ထားပါတယ် အကြောင်းသေးကြတာတခုကတော့အချိန်ခရီးသွားခြင်းနဲ့ပတ်သက်တဲ့တရုတ်ကားမျိုးကိုဘရော့မှကြည့်ရမှာမဟုတ်ပါဘူး။နံပါတ်9အနေနဲ့ကတော့ကလေးတွေအများကြီးမွေးလို့မရတဲ့နိုင်ငံပါ။ပေါ်ပေါ်ကြီးတို့နိုင်ငံမှာတော့ဆိတ်ရှိတယ်လို့အားတိုင်းမွေးနေလို့မရပါဘူး။တရုတ်နိုင်ငံမှာလူကြီးတွေတူပွားနှုန်းအဆမတန်များလွန်းတာကြောင့်ပြီးခဲ့တဲ့2016ခုနှစ်တုန်းကပဲတိန်နောင်ကကလေးနှစ်ယောက်ပဲမွေးဖို့တတ်မှတ်လိုက်ပါတယ်။အဲဒီလိုမျိုးတတ်မှတ်လိုက်တာကတနင်္ဂနွေလုံးရဲ့ကလေးမွေးဖွားနှုန်းကိုတိတိတသာကြာဆင်းသွားစေခဲ့ပါတယ်။အများစုကမွေးမွေးနဲ့လက်လုံသွားမှဆိုလို့တယောက်လောက်ပဲယူပြီးရက်လိုက်ကြတာ။ ဒါကြောင့်မယ်အစိုးရကဒီဥပဒေကိုပြန်ချိန်လိုက်ရပြီးတော့ကလေးတောင်းအောက်ထိတိုးယူခွင့်ပေးလိုက်ပါတယ်။ဒါပေမဲ့မွေးဖွားနှုန်းကတော့ငကိုတုံးကလောက်ကိုတက်မလာတော့ပါဘူး။ကြည့်ရလားပြည်သူတွေလည်းမွေးချင်စိတ်ပျောက်သွားတဲ့ပုံရပါတယ်။အဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။